ရားခင်ကုရမြတ်ကြီးဒီအချိန်ပေါင်းများစွာမာတယ်လို့မှတ်ထားရအောင်နော်တတော်ဘိခွေဘိကုဝီရိယသမ္ပဇာနာကရောအယံဟောအမှာကနုသာသနီဆိုတာအချိန်ပေါင်းများစွာသွားတယ်ဘိခွေ၌ခြေသာရီပြားလို့တတော်ခန္ဓာကိုယ်ဘော၌တတိရှိသည်ဖြစ်သမ္ပဇာနောပညာရှင်ဉာဏ်နဲ့ဖြစ်တဲ့ရှိသည်ဖြစ်ဝီရိယနေကြပါ ခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါသဘောကျလားခန္ဓာကိုယ်ပဲလုံးထားရမလားတတိထားပြီးပညာနဲ့ကြည့်နေပါလို့ဒကာဓမ္မတို့ဘုရားကမှားတော်မူတယ်တတိထားပြီးတော့ခန္ဓာကိုယ်မှာတတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါအရင်ဤငါပြောတဲ့တတိထားပညာနဲ့ကြည့်ဆိုတဲ့သဘောဤ ဗောဓမဂံသင်္ခေသားတို့ဟာမာဂံငါဖျားဤအနုသာသနီကြီးစွာသောဆုံးမကြီးပေသည်ဆိုတဲ့ဥစ္စာသေသေးချာချာဟောပါလေဒါကြောင့်ဓမ္မတွေခန္ဓာကိုယ်ပေါ်မှာတတိထပညာနဲ့ကြည့်ပါလို့ယနေ့စလာတယ်ခန္ဓာကိုယ်ပေါ်မှာဘယ်လိုထားရမလဲတတိထပြီးပညာနဲ့ကြည့်ပါမိမိတို့ဤကူယောက်ျားပြန်ယောက်ျားခန္ဓာကိုယ် မိမပြင်မိမခန္ဓာကိုပฏิထားပြီးပညာနဲ့ကြည့်တာပฏิထားမယ်ဆိုတော့ဘာများဖြစ်မလို့လဲလို့သတိထားဘာများဖြစ်ပါလိမ့်မလဲဘယ်လိုများဖြစ်မှာပါလိမ့်မလဲလို့ခန္ဓာကိုသတိထားရအောင်နောက်ပညာနဲ့သတိထားရမှတည်းနဲ့ပေါ်လာလို့ရှိရင်ဖြင့်ဘုနေရရဒီနေရကနာဒီစိတ်ကလေးကပေါ်ဟိုစိတ်ကလေးကပေါ်ဆိုလို့ရှိရင်အဲ့ဒါပညာနဲ့ ခန္ဓာကကျုပ်နေကြပါပဲလို့ပြောပါလိမ့်မယ်ခန္ဓာကကျုပ်နေကြပါပဲလို့ပြောပါလိမ့်မယ်တရားဓမ္မတို့ရှင်းညသတိဓာပညာနဲ့ကြည့်ရင်ခန္ဓာကဘာပြောလိမ့်မယ်ရှင်ကျုပ်ဟာနေကြခန္ဓာကိုပါပဲလို့သူကမပြောမရှိပါဘူးပြောပါလိမ့်မယ်လို့တတိချက်မှတ်ပါရှင်းညအဲ့တော့ဒီရှိကတရားဓမ္မတွေပြလိုက်ဩော်ဒါ ယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်ပါနော်ယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်လိုက်ဆုံးအခုဒီပြရထားတာဘာပါလိုက်ခန္ဓာ၅ပါးဆိုတော့အခုတရားနာနေတဲ့ခန္ဓာ၅ပါးကိုဆိုပါတယ်တရားခန္ဓာ၅ပါးကိုဘာမှညာမရောက်ပါနဲ့ဒီခန္ဓာ၅ပါးကိုသာညာရောက်ပါဒီခန္ဓာ၅ပါးကိုဒကာရမတွေမနေ့ကပြောလိုက်ကြည့်တာအောင်လို့ခွန်ကြီးကပြောလိုက် ဒါလိုပြောလိုက်တဲ့ခန္ဓာ၅ပါးကိုရှင်းလိုက်ကြအောင်လို့ဟေးဆိုတော့ယုံနဲ့နာမရှိတယ်လို့ပြောဘူးလားခန္ဓာ၅ပါးရှင်းလိုက်တော့ဘာရှိယုံနဲ့နာမရှိတယ်လို့တခါပြောလိုက်ယုံနဲ့နာမပင်မဲ့လေဒကာဓမ္မတို့ပြန်ရှင်းလိုက်ပါဦးလို့ဆိုတော့ဒကာဓမ္မတွေမနေ့ကသင်ထားတဲ့အတိုင်းအော်ယုတ်ဝါလည်းအိဋ္ဌနာလည်းအိဋ္ဌဆိုတော့အိဋ္ဌသာရှိတယ်ဆိုတော့ပေါ်လာတယ် အဲသတိတပညာနဲ့ကြည့်ပြီဆိုမှဖြင့်ခန္ဓာကဘာမှမပြောဘူးမုံထွန်းလိုက်အနိစ္စပဲပြောမယ်ဥက္ကမောင်ဘာပြောမယ်ထင်ခန္ဓာကအနိစ္စပဲပြောလို့ရှိရင်စိတ်တို့ကအော်ဟုတ်ပါပဲတယ်လို့ပညာနဲ့လိုက်ပေးရမယ်သတိထားလို့ရှိရင်ဖြင့်ခန္ဓာကသတိထားပညာနဲ့ကြည့်လို့ရှိရင်ဖြင့်အနိစ္စပဲလို့ခန္ဓာကပြောပါလိမ့်မယ်နော်အဲ့ဒီခန္ဓာကပြောတာကိုခန္ဓာ၅ပါးက ကယုံနဲ့နာမထားပါတော့ယုံနဲ့နာလီကားလို့ရှင်ချုံးလိုက်တဲ့အခါကျတော့ဖြစ်ပြက်ပဲရှိတယ်နော်ယုံမှလည်းဖြစ်ပြီးပြက်တာပဲနာမောဒါပဲရှိတယ်ဆိုတာသဘောကျတယ်အဲ့တော့ဒီကနာကြီးကိုဒကာဓမ္မတွေစောင်းပြီးကြည်နေတဲ့အခါကျလို့ရှင်သတိလေးနဲ့စောင့်တာသတိလေးနဲ့စောင့်ထားတဲ့အခါကျတော့ပညာနဲ့ကြည့်လိုက်သတိနဲ့စောင့်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကရသလိုလိုရံသလိုလိုရွှေ့ရံသလိုလို ြောင်းကျင်တယ်လို့စိတ်ကလေးတွေကပေါ်ပြီပေါ်ပြီးတော့ဒါလေးတွေကောအမြဲခိုင်ကတည်တတ်မှာလားအမြဲခိုင်ကမတည်တတ်တော့ဥက္ကမောင်တို့ပြည့်စည်မသွားပြီပြည့်စည်သွားတဲ့အခါကျတော့ဟိုတတိထားတဲ့ပုဂ္ဂိုလ်ဖြင့်ပညာနဲ့ကြည့်လို့ပြည့်စည်တာပညာကသိပါတယ်တတိမထားတဲ့ပုဂ္ဂိုလ်မှာခလုတ်တဲ့လူဆူးချက်သွားတာတောင်မှလမ်းဆူးချက်သွားတာတောင်မှဥက္ကမောင်အိမ်ကျမှသိတယ်မှန်ပါပါအဲ့ဒါကဓမ္မတွေ ပတောဘိက္ခုဘိက္ခုဝီရိယသံသနာကာရောယံဝမာကာနုသာသနီလို့ဘုရားခင်ကိုရမေကြီးကအဆုံးမထားတဲ့တွေ့တဲ့ဒီဓမ္မတို့ဒီဒီကဏ္ဍကြီးကိုသေချာစိုက်ပြီးဒီကလာကြည့်ပါတတိထားနေပါတတိထားပြီးဒီကလာနေတော့မှာပဲဘုရားယာဒီကယံဒီကနာဟိုစိတ်တွေပေါ်ဒီစိတ်တွေပေါ်ပေါ်လာတာဟူသည့်ပြည့်ဖို့ကြီးမှာ အဲ့ဒီပြတ်တာလေးကိုဒကာဓမ္မတွေကနောက်ကမဲ့နဲ့ကြည့်ပေးပါသဘောကြမဲ့နဲ့ကြည့်ပေးလိုက်တော့မကင်ငါးပါးနဲ့ရှိပေးလိုက်တာပေါ့ကြည့်တယ်လို့ဆိုလို့ရှိရင်ခမည်းတော်လောကီမဲ့ရပြီးတော့အောင်းမေးပြင်းမလားကြည့်တယ်ဆိုရင်မဲ့လောကီမဲ့ရပြီဆိုတော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝသမာသတိသမာသမာဓိဆိုတဲ့မကင်ငါးပါးရဘယ်နဲ့ကြောင့်ရပါလိမ့်မလို့ဆိုတော့ဟောဒီမတိကလည်းထားလို့ မာဓိဋ္ဌိဆိုတဲ့ပညာကလည်းမြင်ပါတယ်မြင်တော့ဒီကံနာကိုကြည့်အောင်အနိစ္စပဲဆိုတာအနိစ္စပဲပေါ်အနိစ္စရှိလို့အနိစ္စပဲပေါ်လာတာပဲဥက္ကမုံကြီးဘယ်လိုဆုံးရချက်အနိစ္စရှိလို့အနိစ္စပေါ်လာတာကိုခင်ဗျားတို့ကယောက်ျားပေါ်လာလိမ့်မယ်မိန်းမပေါ်လာလိမ့်မယ်ကလေးပေါ်လာလိမ့်မယ်ဆိုတာဟုတ်သေးရဲ့အနိစ္စရှိလို့ဘာတွေများပေါ်လာ အနိစ္စရှိတော့အနိစ္စပေါ်လာတော့ကျုပ်တို့ကအနိစ္စလိုပဲသိဖို့အရေးကြီးမကငါပါပဲလို့သိဖို့အရေးကြီးပါလေအနိစ္စလိုပဲသိဖို့အရေးကြီးပါတယ်ဆိုတာဒကာဒမတွေညာရောက်ပလားကောင်းပြီဒါပြန်အနိစ္စရှိပြီအနိစ္စသိလို့ရှိရင်ဖြင့်သူကအနိစ္စဒီဘက်ကမက်ကဆိုတာသူတောင်းလို့ရတာလားစောင့်ကြည့်လို့ရတာလားဟောမက်ဆိုတာဘာပါလိမ့်မလို့မေးတော့မှာ စောင့်တာကတတိကြည်တာကပညာစောင့်တာကကြည်တာကဒါဖြင့်စောင့်ကြည့်တဲ့အခါကျတော့ဘာတွေ့ပါလဲခြေလေလက်တွေနားတွေနှကောင်းတွေတွေ့သလားတဲ့မျက်လုံးသာမှိတ်ရှုခြေလက်တန်းသာကောင်းမတွေ့ဘူးဖြစ်ပြပဲတွေ့မယ်မျက်လုံးမှိတ်ရှုရမနော်မျက်လုံးမှိတ်ရှုတော့ဘာတွေတွေ့ပါမလဲဖြစ်ပြပဲတွေ့တာဖြစ်ပြပါလိမ့်လို့သုံးတော့ဘာခေါ်ကြလဲ ပါဠိလိုသုံးသောအိဆာဒါဖြင့်ခန္ဓာသည်ကမောင်တို့မောင်ထွန်းလိုင်းတို့အိဆာရှိရအိဆာပြတယ်အိဆာရှိတာနဲ့အိဆာအိဆာရှိလို့အိဆာပြတယ်ခါကြတော့ဘုရဲအိဆာရှိတို့ကသိပေးလိုက်လို့ရှိရင်ဖြင့်အိဆာကအိဆာသိတာကမက်ကဆိုတာဖြစ်သွားတယ် အနိစ္စကသိတာကအနိစ္စကသိတာကအဲ့ဒါတရားဓမ္မတွေအားလုံးတရားတော်အားလုံးဖြေတာကိုနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှပြင်းပြင်းနဲ့မနေနဲ့ဓမ္မမလုဖြစ်တော့အနိစ္စရှိရင်အနိစ္စမသိဘူးဆိုရင်ဖြင့်သိသွားတဲ့ပုဂ္ဂိုလ်မှာဇုံလုံးကန်းသိသွားတယ်လို့အောက်မိလိုက်သိသွားတဲ့ပုဂ္ဂိုလ်ဘယ်လိုဆုံးလဲအချင်းဘောလုံးကိုရှိတာကိုမသိဘဲနဲ့သိသွားလို့ ရှင်းမကိုရှိတာကိုဒါပြန်ဒီမသာဘာမသာခေါ်ရမလဲလုံးလုံးမသာဖြစ်မှာဆိုရင်လို့ဆရာဘုန်းကြီးကခမရတို့ကဲတင်းနေတယ်ဆိုတာကသဘောကျဗလားဒါခက်ကြမ်းကြမ်းပြောတယ်လို့မောင်းမလိုက်ပါနဲ့ကိုဖြစ်ဆိုတာကဒီတဲ့ကြီးတယ်အောင်းမေပါကိုဖြစ်ဆိုကဒီတဲ့ကြီးတယ်ဆိုတာရှင်းတ်ဗလားအဲ့တော့ ဘုန်းကြီးတို့ဒကာဓမ္မတွေပါမျက်စိနှကွင်းအလင်းရပြီးသိစေခြင်းလို့ပါဒီတရားကိုဟောနေတယ်ဆိုတာကခြေခြင်းနဲ့တော့ဟောကြတယ်။ဒါရင်ဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်ထဲမှာအရှိနဲ့အသိကဲအောင်လုပ်ပါဆိုတော့ဖြင့်တဲ့ရှေ့ပိုင်းမှာဝိပဿနာလေးအစ်စ်ကိုရှုနည်းကိုသင်ပေးပါမယ်နော်။ရှုနည်းကိုသင်ပေးမယ်ဆိုတော့ဒကာဓမ္မတွေ ဒီနေ့စိတ်ကူပြောင်းပြီစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်ရှူရမယ်လို့ဆရာဘုန်းကြီးကလည်းလမ်းခင်းခဲ့တယ်နော်ဒီနေ့ဗာပြမယ်ထင်ကြစိတ်တန်ဥပါဒနာပြလိုက်ငါတရားဓမ္မတွေဒီနေ့ဗာပြမယ်ထင်စိတ်တန်ဥပါဒနာပြမယ်ဆရာဘုန်းကြီးကဒီနေ့ကတော့ဝေဒနာဥပါဒနာပြတယ်အဲဝေဒနာဥပါဒနာကတရားဓမ္မတွေတဏှာစိတ်များတဲ့ပုဂ္ဂိုလ်ဝေဒနာရှုရှင်းမလား လူချင်းရောက်ခြင်းမှုများတဲ့ပုဂ္ဂိုလ်ဘာယူအောင်။ကောင်းပြီ။ကျွတ်တော့ရဖို့ကရင်မရှိဘူးကိုသားကိုသမီးနဲ့မခွဲရပြီးတာပဲ။ဒါကဒိဋ္ဌိအကြီး။သဘောကျလား။ကိုယ့်ကိုယ်ပင်မမှဆိုနေတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်ကိုကလုံးမရီအဆုံးရှိတာဒီနဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးကကိုယ့်ကိုယ်ကိုပေါ်မှာကိုယ်ကိုယ်တော့ပြန်အထင်မှန်နိုင်မှုဆိုတဲ့ပုဂ္ဂိုလ်ကဒကာရမတို့မှတ်ထားပါကိုယ်စိတ်ကိုယ်ကိုယ်တော့အထင်မှန်နိုင်မှုဆိုတာကဒိဋ္ဌိများ။ တပတ်ကြဒါဖြင့်တဏှာများတဲ့ပုဂ္ဂိုလ်မှာဥက္ကမောင်ဖတ်လိုက်ရှာဝေဒနာနုပါဒနာပေ ဉ်ဥပဒနာရှိရတော့မယ်ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့လွယ်ပါတယ်မျိုးလုံးနဲ့မြင်တဲ့အခါမြင်စိတ်ပဲဘာမြင်မြင်မြင်စိတ်ပေါ်လာတာမှတ်ပြီနော်နားနဲ့ကြားတိုင်းကြားတိုင်းကစိတ်ပေါ်နှာခေါင်းနဲ့နားတိုင်းနားတိုင်းလျှာနဲ့စားတိုင်းစားတိုင်းစားစိတ်ပေါ်တယ်ဆိုတော့ဒါသူ့နေရာနဲ့သူပဲဒီနေရာပေါ်ဒီနေရာချုပ်လိုက်မယ်လို့မှတ်ထားတာပေါ့ဒီနေရာပေါ်ဒီနေရာပြောလိုက်မယ်လို့မှတ်ထားရတယ် ကိုယ်ပေါ်ကြတာတရားဓမ္မတွေတခါတည်းခံစားတဲ့စိတ်ကလေးပေါ်လာအကြိုက်စိတ်ကလေးကမပေါ်ဘူးလားတခါတည်းကြတာကိုယ်ပေါ်မခံချင်တဲ့စိတ်ကလေးကမခံစားတဲ့စိတ်ကလေးဒုက္ခသာတံကာဝိညာဏံဒုက္ခသာတံကာဝိညာဏံဆိုတော့ကိုယ်ပေါ်မှာဧည့်သည်စိတ်၆စိတ်လို့မှတ်လိုက်စမ်းကိုယ်ပေါ်မှာဧည့်သည်ဆိုတာစောစီစီမှတ်ထားပါတရားဓမ္မတခါတလေမှပေါ်ဒီ၆ခုကဘယ်နဲ့လဲတခါတလေမှပေါ်သောကြောင့်သူ့ဘယ်နဲ့ဆိုမလဲ ဲ့ဒါစိတ်ဆိုတာသိညာကြပါလားကောင်းပြီအဲ့ဒါပဲမြောက်ပါလေအဲ့ဒါပြင်ဘက်မှာပေါ်တဲ့ပြင်ဧည့်ပဲ6ရောက်လို့ဒကာရမတွေမှတ်ထားကြအောင်ပြင်ဧည့်လေဒါလုံးသိမီနော်ဒကာရမတွေဘာဟောနေတာပါလဲအလုံးသိနေတာတဲ့အလုံးမပိုင်နေပါမရောက်ဘူးဆိုတော့သိနေတော့ခင်ဗျားတို့အလုံးမပါလို့ရှိရင်ခန္ဓာရှင်ကပြတ်ပါ ခန္ဓာစံပြန်နိဗ္ဗာန်ရပါအဲ့ဒါကြောင့်တရားဓမ္မတွေဒီနေ့စိတ်တန်ဥပါဒနာစတင်တယ်ပြီးတော့မှဝိသကိုပြောပါမယ်။ခိုင်ပြင်ရတယ်ပဲညောက်ပါလေ။မြင်စိတ်ကြားစိတ်နာစိတ်စားစိတ်ရစိတ်ရံစိတ်ကောင်းစိတ်ဒါပြင်ရတယ်ပဲညောက်။ရှင်းပြီ။ပြင်ရတယ်ကဧည့်တယ်လို့ဆိုသဖြင့် ဘုန်းကြီးတရားဓမ္မတွေကဩဒါဒီတစ်ခါကလေးမှပေါ်တဲ့တရားတွေပါလားလို့မှတ်ပါနော်ပြန်ရတဲ့ကြောင်းရောက်မှလည်းဟောဒီတစ်ခုပေါ်နေကျန်တဲ့ငါးခုမပေါ်ပါဘူးရှင်းမလားတစ်ခုပဲရှိရမှာပဲနော်ဘုရားမောင်ဘယ်တစ်ခုရှိရအောင်ကဲဒါပြန်အတွဲတယ်လေတရားဓမ္မတွေပြောပါဦးမှာအတွဲတယ်ကလောဘဒေါသမောဟဒါကအတွဲမှာပေါ်ဟောဒီအုပ်ဒီပေါ်မှာပေါ်သောကြောင့်အတွဲတယ်လို့ဖိုက်တယ်နော် အရောဂာဆိုတာခင်ဗျားတို့ကုသိုလ်ပြုကြတာအရောဂာဆိုတာမေတ္တာထားတဲ့စိတ်တွေ့ကြအဲ့တော့ဝိရဂရမလေးပြည့်တယ်6ရောက်အတွင်းရတယ်ကဘယ်နှယောက်ပဲအဲအတွင်းရတယ်က9ရောက်လို့မှတ်ထားတယ်နော်လောဘဒေါသမောဟအလောဘအဒေါသရှင်းမလားအမောဟမထည့်ဘူးဘာဖြစ်လို့အမောဟမထည့်သူရှုရမယ်တရားဖြစ်နေလို့မထည့်ရှင်းမလားအမောဟမထည့်တာက ရှိပါမယ်တရားဖြစ်နေတော့သူ့ကိုမထည့်သေးဘူးတဲ့ဒါဖြင့်ဒကာဓမ္မတွေကျင်းတဲ့ကဘယ်နှယောင်းအတွင်းတဲ့ကဂရင်ဒါဖြင့်အလုံးနဲ့မှတ်မိအောင်ဒီဥစ္စာဇပါစိတ်ပါလေမြေစိတ်အလုံးဖြေကြပါဒါပါလေဒီဘက်ကဒီဘက်ကဒီဘက်ကစာစိတ်သဘောကျလားဒါကရာစိတ်ရံစိတ်ဒါကကောင်းစိတ်ဘယ်လိုမျိုးရှိပါလဲ အဲ့ဒီ6ခုကိုဘယ်နဲ့ခေါ်ကြမလဲပြင်ရတယ်6ခုရှင်းကြပါလားဓမ္မတွေဒီ6ခုကခေါ်ကြမလဲပြင်ရတယ်6ရောင်ပြင်မဲ့မှာပေါ်လို့စာနဲ့မသုံးပါနဲ့တဲ့ခင်ဗျားတို့အမြင်နဲ့သုံးပါစာကတော့ဒါအစ္ဆရိကယရဏလို့သုံးကြလိုက်မယ်နော်စာနဲ့မသုံးနဲ့စာနဲ့မသုံးပါနဲ့ခင်ဗျားတို့နီးနဲ့ခင်ဗျားတို့ပညာနဲ့ခင်ဗျားတို့ရှုရမှာခင်ဗျားတို့ပညာနဲ့ခင်ဗျားတို့ရှုရမှာဒါပြင်မဲ့မှာပေါ်တယ် ဒါကဝင်တဲ့ဟာရိယသူဘောပေါ်တာကတရားလေးကဘာပါလဲလောဘတရားလေးကဘာပါလဲတရားဘာပါလဲတရားဘာပါလဲဒီဘက်ကအာရောဒအလောဘဆိုတာခမည်းတော်ပြုတဲ့ကုသိုလ်စိတ်အာရောဒဆိုတာခမည်းတော်နေတိုင်းပို့နေတဲ့မေတ္တာဒါတွေပေါ်လာလဲအတွင်းဧည့်ပဲဘယ်နှယောက်ပါလဲအတွင်းဧည့်ငါးယောက်ဆိုတော့သိကြမလားကောင်းပြီအိမ်တွေနှယောက်လို့မှတ်လိုက်ပါနော် အိမ်တဲ့ကဗန်းရောက်အိမ်တဲ့နှစ်ယောက်ဆိုတာဒကာတော်မတွေရှင်းပြီးပြောပါတယ်လေကိုထွအောင်အထုတဲ့စိတ်ဟာအမြဲတမ်းရှိသူများမရှိရင်သူအမြဲရှိရလေကိုဝင်အောင်ရှက်ယူတဲ့စိတ်ဟာရောအမြဲတမ်းရှိတော့ကြောင့်သူတို့နှစ်ယောက်ကတဲ့အိမ်တဲ့စိတ်နှစ်ခုရှင်းမလားဒီနှစ်ခုကဘာပါလဲဒါပြင်ပြင်ရတယ်အတွင်ရတယ်အင်းအိမ်တဲ့ ဒါသေချာမှတ်တာဒါသေချာမှတ်တာဒကာရမတို့ဒီနေ့သတင်းတွေလည်းဖြစ်တယ်ခမရတို့အဲ့ဒီတော့အခုပြထားတော့ဒကာရမတွေ6ကောက်ကဲ9ရဲ့ပေါင်းတော့ဘလောက်တုန်း7ကဲ2ကဲပေါင်း73ပဲခမရတို့ရှူအောင်73ကိုဘုရားပြောခဲ့တယ်အမောဟဆိုတာနဲ့ခမရတို့ကဒီကနေပြီးဒီကလာရှူပေးရမယ်မဂ္ဂင်၅ပါးနဲ့ရှူပေးရမယ်မဂ္ဂင်၅ပါးဆိုတော့အမောဟပြတ်ထန်းတယ်နော်သဘောပါကြ ဒါဖြင့်73ကို9နဲ့လိုက်ရမယ်။ရှင်းမလား73ကိုအဲ့ဒါတရားဓမ္မတွေအိုးများလိုက်တာဗျာ73ပေါ်တဲ့ဥစ္စာတပည့်တို့က9နဲ့လိုက်ရမယ်ဆိုတဲ့ဥစ္စာကတော့နားလာလေခမည်းတော်အားထုတ်လိုက်ရတာမဟုတ်ပါဘူးတဲ့ဒကာဓမ္မတို့ဘုရားပြက်တာမြင်လိုက်လို့ရှင်ဒီကငါအလိုလိုဖြစ်နေတာလို့မှတ်ဆောင်ပါနော်ခမည်းတော်ငါးခုနဲ့လိုက်ရမယ်လို့ဆိုတဲ့ဥစ္စာသဘောကျပါလား ဒါတော့ဖြင့်73ရှိတယ်ဒကာဓမ္မဟောဒီကတင့်နာမစပေါ်တယ်ဆိုသာပါဆိုကြပါစို့မြင်စေကလေးစပေါ်တယ်နော်မြင်စေကလေးစပေါ်ရင်မြင်စေကလေးဘာလို့ပါ့မလဲဖြစ်ပြရှုအာမဝနဲ့ရှုပဲမြင်စေကလေးဘာလို့ပါ့ဖြစ်ပြရှုဆိုတော့ဘယ်မြင်စေကလေးကဖြစ်ပြရှုပြီးဒီကလာဖြစ်ပြမဲ့ဆိုတာတော့ဒီချိန်ကိုက်မတော်ဘူးလားအဲ့တော့ကိုက်သွားတဲ့အခါကျတော့ရှင်နောက်ပဲဆွေးမှမပေါ်ဘူးဆိုရင်အတွင်းပြန်လှည့်ပါ ရှူစိတ်ရှိုက်စိတ်တဘောကြသူတို့ကခုပြန်လဲရှင်တခါဒီကြားထဲမှာဖောက်ပြီးဒီကလာဒီကရမတွေကဥမရားစိတ်ရံစိတ်ကလေးပေါ်တယ်ဆိုတော့ကိုယ်ပေါ်လက်ရှူလိုက်တာဒီရားတဲ့နေရာရှူလိုက်တဘောကြလားရားတဲ့နေရာမှာရားတဲ့စိတ်ကလေးကကိုယ်စိတ်ကလေးကဖြစ်ပြီးပြတ်တာပဲလို့ရှူလိုက်ရားတယ်လေမရှိတော့ဘူးဗျာဘယ်ဟာရှူအောင်မှမသိဘူးဆိုဒီပြန်ကောက်ရှူစိတ်ရှိစိတ်ပြန်ကောက်အဲ့တော့အားရှိတယ်ရဲ့ဒါကြောင့် ဘုန်းကြီးရဲ့ဇောက်ထဲမှာလည်းဒကာဓမ္မတွေပေါ်တယ်တဲ့ဘင်းကွယ်ကြီးရဒကာဓမ္မတို့လမ်းမှာခင်ဗျားတို့လူတို့အဝိုင်းကြီးဆိုတာမသေးကြဘူးလားဘင်းကွယ်အလဲကနေမစောင့်ဘူးလားဒီမှာမက်ကအလဲကနေစောင့်ဘာတရားဥပ္ပဝါနေစောင့်တာကျိုးလုပ်တဲ့အချိန်ကိုဘင်းကွယ်မလိုက်ဘူးလားဘာလို့လဲဟိုမှာအကောင်မိနေလို့အဲ့ဒီအကောင်မိတဲ့အချိန်ကိုခင်ဗျားဘင်းကွယ်လိုက်မစားဘူးလားစားပြီးတော့ပြန်နိုင်အလဲပြန်နိုင်မထိုင်ဘူးလား ဒီမှာလည်းဒုနေတူပဲတဲ့ခင်ဗျားတို့ဒါတွေပေါ်လို့ရှိရင်ပြပေါ်ရောက်ဖြစ်ပြသလိုက်ရှုပြီးတော့မှဘယ်မှရှုကြမရှိဟောဒီအလဲမှာဆိုတဲ့ဟာရယဝစုတရားလာတဲ့ဆွတ်စိတ်ဝင်စိတ်အလဲပြန်ထိုင်ရှုသဘောပါလားဒါပြန်ဒီကပေါ်လို့ရှိရင်ဒီလိုက်ပေါ့မရှိရင်ပဲပြန်ထိုင်အလဲပြန်ထိုင်တော့ဖွတ်တဲ့စိတ်ကလေးလဲအနေစာပဲဝင်ဝင်လို့တဲ့စိတ်ကလေးကော သောအောင်လုပ်တဲ့စိတ်ကလေးဉာဏ်လုပ်တဲ့စိတ်ကလေးအဲရှူရမတဲ့နယ်ပရိကနေပြိတ္တကာလဘူဟောလေးဝိနည်းလောဘလေးကဖြတ်ကနေကလေးလေးကဟောတန်ကြတဲ့နဲ့အင်းခင်းတဲ့စိတ်ကလေးပေါ်လာတယ်ဆိုလို့ရှိရင်ဒါဖြုတ်ပြီရှိကုန်မရှိဘူးလေးလိုက်ရှိသဘောကျမကင်နာပါနဲ့ဒီပဲလိုက်ပါဆိုတော့ကျင်းနပ်ပလားကောင်းနေတာဖြင့်ဒကာဓမ္မတွေသဏ္ဍာန်၌ဧည့်သည်၁၁ယောက်ပေါ်လို့ရှိရင်လေဧည့်သည်၁၁ယောက်တစ်ခုတည်းပေါ်မှာဖြစ်သောကြောင့်တစ်ခုလိုက် အဲ့ဒီတွေကတခုပေါ်ပြီးနောက်ထပ်မလာတော့ဘူးဆိုရင်တပွဲလုံးကဖယ်လိုက်ကြမလို့အိန္ဒေလိုက်ရှင်းကြအိန္ဒေကတော့ခင်ဗျားတို့သူများမရှိရင်သူရှိရသူမရှိရင်ခင်ဗျားတို့ဘိုင်းနဲ့လဲပြီသဘောကျသူတို့ကခုသာမရှိရင်ဘိုင်းလဲသူတို့ကသက်ဆောင်ဘူးဗျရှင်းကြမလားဒါဖြင့်ဒကာဓမ္မတွေရှုเสียပင်မျိုးပါလေ73ကို9နဲ့လိုက်ရှုပါ သဘောကြပါလားဒီဟာလေးဧည့်တယ်ဆိုတာလေပြင်ဧည့်တယ်ဆိုတာလေဒကာဓမ္မတို့တစ်ခါတလေမှပေါ်လို့အတွင်းငါးခုကိုအတွင်းဧည့်တယ်ဆိုတာကိုဒကာတလေမှပေါ်လို့ဆိုတာသိကြပါလားအဲမောင်ထမိုင်လို့ရှင်းမလားဒီဒီဟာနှစ်ခုကတော့ဖြစ်သူများမရှိရင်သူတို့အမြဲတမ်းခန္ဓာကိုယ်စောင့်အောင်မသိအောင်စောင့်နေရမယ်တရားဆိုတာသဘောကြအဲ့တော့ဟိုဒကာဓမ္မတို့ဒါပေါ်ရာကိုလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးက ဖြစ်ပြဲ့ လိုက်နေတဲ့အမောဟာမဖြစ်ပါဘူး။သဘောကျ။ကဲရှုလိုက်ကြပါလား။ရှုစရာဘယ်နှခုပါလဲ။အဲ73ခုဟာပေါ်တော့ဘယ်နှခုပေါ်တတ်တယ်။တစ်ခုပဲပေါ်တယ်ဆိုတာသိကြပါလား။အဲ့ဒီတစ်ခုသာအဲ့ဒီပေါ်တဲ့အဲ့ဒါတစ်ခုပြောက်သွားရင် ဒီမေးသဘောကြမနဲ့အားထုတ်ရင်အဲ့တော့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့လို့ခင်ဗျားတို့ကလိုက်နေကြမယ်ဆိုတော့ဖြစ်ပြဲနဲ့မဲ့ပဲရှိတော်တယ်ဒကာဓမ္မတို့ဒီပြင်လောကဒေါသမောဟသာယသမီးရှိပါရဲ့သောကပရိဒီဝလာသေးရဲ့အဲ့ဒီလိုမလာလို့ရှိရင်ခွာတဲ့ညနေအားထုတ်မနဲ့ရပါဘူးဘလောက်ညံပါ့ရှင်းမလားညနေအားထုတ်ရင်မနဲ့အားထုတ်ရင် အဲ့တော့ဒီလောက်အရလွယ်တဲ့ဥစ္စာကိုဘုရားသခင်ကိုရမကြီးကဗောဓိယာဇကုမာရမင်းသားကိုလည်းသေးသေးချာချာဟောထားတာရှိပါလေ။အဲ့ဒီရလို့ရှိနေတော့ဒကာဓမ္မတွေဘယ်နဲ့ကြောက်မညံဖွညာနိဗ္ဗာန်မရကြပါလိမ့်မလို့လို့မေးတဲ့အခါကျတော့အရှိနဲ့အသိကမကိုက်ဘူး။ပေါ်ရအပြည့်နဲ့မနဲ့ကအပြည့်နဲ့မနဲ့ကမကိုက်တော့။ကိုက်နည်းကိုလည်းဆရာကမပေးလို့လည်းမရတဲ့အကြောင်း ဒါခမရလို့ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ဓမ္မတွေဆိုတော့ဒါတွေကလည်းရှုလိုက်တဲ့အခါကျတော့မြန်စိတ်သာဆိုရတယ်ရှုဒီကနေ့လိုက်ရှုလိုက်တဲ့အခါကျမြန်စိတ်ရှိတယ်ရဲ့ပါတွေ့ဒါပြအနိစ္စကသူကအနိစ္စရှုတာကတခြားစိတ်ကလေးကြားစိတ်ကလေးပေါ်လို့လိုက်ပြန်တော့လေခင်ဗျားတို့ကြားစိတ်ကလေးကချုပ်သွားပြီချုပ်သွားပြီးတော့မှဒီကနေ့လိုက်တဲ့အခါကျတော့ကြားစိတ်ကိုတွေ့သလားတဲ့အနိစ္စတွေ့တယ် ဟုတ်သူဒီကဓမ္မတွေရှုစိတ်တိုက်ဆိုတွေ့ရာအိဋ္ဌတွေ့သလားရှိုက်စိတ်တိုက်ကရာအိဋ္ဌတွေ့သလားဒါပြန်အိဋ္ဌပြက်တာကအိဋ္ဌရှုတာကမက်ကဒီလိုဆိုတော့ဒီကဓမ္မတို့ကိလေသာလာသေးရဲ့မလာတော့ညံ့နေရတော့ရင်မနဲ့အားထုတ်ရင်ညံ့နေရပါတယ်တပည့်တို့ကလည်းကြောင့်မရပါလိမ့်မလို့အိုးဒီဥစ္စာလုံးကုန်မလုံးသေးလို့မရတာ ဥပ္ပမောပဲနဲ့ဆိုလောက်ကိုမလုသေးလို့မရလောက်ကိုမလုသေးလို့မရတော့ဘူးဘာရင်များရနေတုံးမေးတဲ့ခါကြတော့မြင်တယ်လူကျင်တယ်ဆွဲလန်းတယ်အထုတ်တယ်ပရိစ္ဆေသမုပ္ပါပဲပြန်ရကြားတယ်ခင်တယ်ဆွဲလန်းတယ်အထုတ်တယ်ဘာပြန်ရပရိစ္ဆေသမုပ္ပါပရိစ္ဆေသမုပ္ပါပြန်ရနေတော့သံဃာချဲ့မဲ့တရားကြီးပြန်ရသဘောကျလား ဒီမွေးတယ်မွေးတဲ့စိတ်ကလေးပေါ်လာတာမွေးတာလေးကိုကြိုက်တယ်ဆွဲလန်းတယ်အထုတ်ကယူမယ်ဆိုတာရောတဲ့ခင်ဗျားတို့ကမက်ကိုလိုက်ကြလားပရိစ္ဆေမဟုတ်ပါပဲလိုက်နေသလားပရိစ္ဆေမဟုတ်ပါလိုက်နေတော့အထုတ်တယ်ဆိုတော့ကမ္မဘောကမ္မဘောဖြစ်เสียဒါဖြင့်ခင်ဗျားတို့မှာဒုက္ခကလည်းလိုက်နေတာပဲရှင်းကြပါလားမက်ကလိုက်ပါရဲ့လားဥက္ကမံဘာသစ္စာတွေသာနောက်လာနေတော့ ဒုက္ခသစ္စာလာကြောင်းတာခင်ဗျားတို့ကြိုးစားနေတယ်မဂ္ဂသစ္စာလာကြောင်းကြိုးစားရလားကြိုးစားပါဘူး။ဩပါရမီမရှိလို့လားတို့ကိုကနင်းမရလို့မလုပ်ဖြစ်လို့လားဆိုတာယနေ့အကဲခတ်ကြည့်ပါ။ပါရမီမရှိလို့လားမမလုပ်လို့လားမလုပ်လို့ပါဆိုတာမသိကြသေးဘူးလား။ဒီနေ့ကစပြီးကိုယ့်ကိုယ်သနာရင်လုပ်ပါ။ဘယ်လိုမှပါလိမ့်။